ကဲမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီခေါက်မှာ TK Enter တဲ့ကိုဝင်လိုက်ကြရအောင်ဟုတ်မလား။ရိုးရိုးလေး easy step နဲ့ပဲကျွန်တော်တို့သွားမယ်။ဘာမှမကန်။ TK Enter module ကိုကျွန်တော်တို့သုံးခြင်းနဲ့ဘာလို့မလဲ import လုပ်ရမယ်။အဲ့ဒါထားတော့ paint အဲ့ import လုပ်ပြီးနောက်ပိုင်းလောမယ့်လုပ်ငန်းတွေနေရှိတယ်။ကျွန်တော်တို့ဒီ window တစ်ခုဖန်တယ်။ဘာလို့လဲဆိုတော့တို့ Microsoft Word sorry Microsoft PowerPoint ရင်ဒါ window ပဲ။ဒါသူ့ရဲ့ဒါကြီးဒီဒီပြင်ကြီးတစ်ခုလို့ဒါတော့ main window အဲ့လို window တဲ့ကောင်ကတော့နောက်ထပ်ထည့်ထားတာ။အားဒါဆိုသူ slide လေးတွေ list view လေးတွေထည့်ထားတယ်ဒါဆိုသူက document view လေးတွေသူဆန်းဆန်းပေါ့ဗျာဒါအာ vv.net ရဲ့အခေါ်ဒါမှမဟုတ် virtual basic c sharp မှာရှိတယ် ui အခေါ်လေးတွေသူလုပ်တာအမှန်ဒါဆိုတော့ဒါဆို level လေးပဲဒါဆိုဒါ level ပဲဒါ window ရဲ့ပါတိုင်းတွေပဲဒါပဲโอเคမလားအဲ့ဒီလိုလေးကျွန်တော်တို့ကြွားရမှာအဲ့ဒါတွားဖို့ဖြစ်တဲ့အတွက်ပထမဆုံး window ဘာနဲ့ create လုပ်လဲဆိုရင်ကျွန်တော်တို့ tk ဆိုတဲ့ constructor နဲ့ create လုပ်တယ် t g k a b parenthesis လောမမမလေးအပိုင်းတော့ version အလိုက်အနေငယ် ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်ဟုတ်ကဲ့အဲ့ဒါထားတော့ window create လုပ်ပြီးကျွန်တော် window တဲ့ဘာလို့တော့ widget ဆိုတဲ့ widget ဆိုတဲ့ဘာလို့ပြောရလဲခုနကလို့ level တွေ button တွေဟုတ်ကဲ့ list view တွေအော်ဟိုဟာဒါဆိုတော့ဘာကြည့်ပါခဏတစ်ချက်ကြည့်မယ်အဲ့ဒါနဲ့တော့တစ်ချက်ကိုတစ်ခုခုဆက်လက်ပေးလိုက်မယ်။ဟောင်းနဲ့ဟောင်းအဲ့ကျမှတော့မီနီမလို့မီမလို့တွေ့လား။ dialogue box ဝင်တယ်တွေ့လား။ပြောရစရာအဲ့ဒါဆိုဘာလေးလဲဆိုအချက်ပေါက်တွေဟုတ်တယ်နော်။ chat box တွေ radio button တွေအဲ့ဒါ sorry radio button ဒီမှာမအောင်ဒါတွေ chat box လို့ခေါ်တယ်ပြီးကျွန်တော်တို့ increase button လေးတွေမှာဒါဆိုရင် button လေးတွေ okay cancel တွေဒါတွေဆိုတော့ down window တခုလို့ထားတယ်ဟုတ်လားဒီ font ဆိုတဲ့ဟာကို dialog box window တခုဒီထက်ကျွန်တော်ပါတယ်ထင်အဲ့လိုလေ radio ဒီထက်မှာ radio button မပါသေးတော့သူခေါ်ဒါ UI programming language တိုင်းရဲ့ UI အခေါ်လေးတွေ cut တော့ cut စင်စင်လေးပဲဟုတ်ပြီနော်ခတ်တော့ခတ်စင်စင်လေးပဲဟုတ်ပြီလားဒါဆိုရင်တော့ combo box တွေ a draw down menu တွေဟောတယ်နော်ဒါဆို tab တွေအဲ့လိုသူဆိုင်းဆိုင်းရအခေါ်လေးတွေအများကြီးရှိတယ်ဟုတ်လားအဲ့လိုဟာလေးတွေကျွန်တော်တို့ window create လို့ပြောရတယ်ထည့်ရတယ်ဒါနမူနာပြောတာ okay နောက်တစ်ခုထည့်ပြီးတဲ့နောက်ပိုင်းမှာထည့်ပြီးတဲ့ widgets လေးတွေကိုနေရာချဖို့ window ကြီးတွေကိုထည့်ပြီးတော့ access လုပ်ဖို့တဲ့ method လေးရှိအဲ့ကောင်တွေဘာလို့ခေါ်လဲကျွန်တော်တို့ geometry method လို့ပိုင်းတော်မှာသုံးပြီးခေါ်ပေါ့နော်အခေါ်လုပ်တယ် အားပါလေဆိုတော့တို့ PSK pack David package လို့ထုတ်လိုက်တာဒီကောင်းနေကောင်းလုံး UI နေကောင်းလုံးတစ်ခုစီဟုတ်တစ်ခုဒီ object လေးတစ်ခုစီ create လို့လုပ်ပြီးအကောင်းလုံးပေါင်းပြီးတော့ထည့်လိုက်အဲ့ဒါပေါ့ပဲဟုတ်နော် pack method ဘာတွေလုပ်လဲလက်တွေ့သွားမယ်ဟုတ်နော်ပြီးတော့အဲ့ pack method မှာဘာတွေလုပ်လို့ရလဲဟာ parameter တွေ argument တွေဘာတွေရှိလဲဘာတွေ top button and constant sorry constant တော့ဘာလေးတွေ gain တွေလေးတွေသွားဒီမှာ top ဆို top သွားမယ် button ဆို button ဒါတွေ့ဟာလေးတော့ light တုံးတယ်ဟုတ်နော်ပြီးတော့ replace method နဲ့လည်းထားလို့ရတယ်ပြီး grid method နဲ့လည်းထားလို့ရတယ် အဲ့အချင်းကြုံတာကျွန်တော်ပြောနေကြတယ်အပြောလေးရှော့အလုံးလေးတွေတက်တက်ပြ။ Okay ကြည့်မယ်။ဒါရင်တော့ကကော်ပီလုပ်လိုက်တယ်ကောပြိမ့်မယ်။ဟောပြီဒီကောက်မယ်နော် find this out ။ find new 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 ရောက်ရင်တော့ control s save မယ်။ save ပြီးမှလာလုပ်လိုက်သလား find တခုခုလို့ save save ပြီးတော့နော် programming basis program basis တဲ့က python python တဲ့ကကျွန်တော် gui gui နဲ့ကိုဗာပေးမလဲဆို windows ပထမဆုံး windows စပြီး create လုပ်တော့ gui ရဲ့ dow windows windows ဆိုပြပေးလိုက်မယ်โอเค windows ဆိုပြပြကျွန်တော်ကော့ဒင်းနှစ်ကြောင်းရေးစာမယ်เนาะ windows စားပြီးတော့ create လုပ်ပြောပြီးသား t သင်္ကန်း module ကိုသုံးပါဗျာ i am p o i am p o ကနေ import နဲ့မထွက်ဘူး from import နဲ့တယ်ဘာဖြစ်လို့လဲ t သင်္ကန်း module တွေမှာရှိနေတယ် t enter ဆိုတဲ့ module file .py file ထဲမှာရှိတယ်ဟုတ်တယ် component တွေကတော့ကျွန်တော်ခဏလိုယူကျင်တာယူကျင်တာပြောရရင်တော့ s file နဲ့ထည့်မယ်အဲဒါကြောင့်မြင်လို့ alpha 1အဲ alpha 1 from from import နဲ့သွားမယ်နော် T I T T K I N T E R enter စလုံးပေါင်းပါနေတက enter front T K enter နေပါတော့ I N P O R T inbox ပါလိထည့်မယ်အကောင့်ထည့်လိုက်ဟဲ့အဲ့ဆိုတော့ module name ကြီးသွားနေအောင်လို့ပေါ့ဗျဟုတ်နော်တိုးဆိုတော့ module name ထောက်ထောင်နေအောင်အဲ့အဲ့ဒီပုံစံတော့ကျွန်တော်ရှင်းပါပြီးသိပြီလားထားလိုက်တော့ပြီးရင်တော့ဆက်ပြီးတော့ create လုပ်မယ် window တစ်ခု create လုပ်မယ် variable name တစ်ခုနဲ့ memory allocation မှာတိမ်းမယ် wrn dow ကိုကကိုကြိုက်တာပြီးဒါကျွန်တော် window လောက်တာမလို့ window လို့ဆက်ဆက် ဆက်ရဆက်နာမည်လေးပေးလိုက်တယ်ပေးပြီးတော့ကျွန်တော်တို့ပါ TK ဆိုတဲ့ object နဲ့ပါဆောက်လိုက်ကဲမဆောက်ခင်ဆက်ကြမှာ TK မှာပါရှိတယ်ဒီမှာမပြအောင်ပြတယ်ကျွန်တော်တို့ဒီကနေပြဒီ ID is I so fine ဘာလို့မပြတခြား ID တွေမှာတော့အကူအညီတွေရမယ်နော်အကူအညီတွေရမယ်ဒါဒါပြီးရ button မှာတော့တန်းပြီးတော့ assessment ဖြစ်တာလာပါတယ်ဒီမှာကြည့်ကျွန်တော်ပြမယ် I am ဒီ code လေးပြန်မြိုင်းတော့နော် copy ကျွန်တော်ဝါပြခြင်းလို့ method တစ်ခုတစ်ခုကို control key โอเค inbox ထည့်လိုက်ပြီထည့်ပြီးကျွန်တော် w1 ရ dow window window ဆိုပြီးတော့နာမည်နဲ့တော့ tk ဟုတ်လား tk ဒီထဲမှာရေးလည်းရပါတယ်ဒါပေမဲ့ကျွန်တော် sofa နဲ့ရေးပဲရေးပြန်မှာဒီကနေ save လိုက်လည်းရတယ် tk ဆိုတော့ object okay ဟုတ်လား tk ဆိုတော့ object constructor ကိုလုပ်ဖို့အတွက်ဘာတွေ parameter တွေလိုလဲ parameter မျိုးစုံရှိတယ်မှန်ကြီး a screen name နဲ့ screen name နဲ့တန်းထည့်လို့ရတယ် base name name နဲ့တန်းထည့်လို့ရတယ် use tk sys နဲ့ကြိုက်တဲ့ parameter ထည့်လို့ဟိုမှတ်ချက်လေးအဓိကချက်လေးပြောတာ top level witches top level ထိစီရအောင်ထိစီရအောင်သူပြီးမှကိုသူသူ့ကို create လုပ်ပြီးမှကိုဂျန်တဲ့ကောင်ထည့်လို့ရတာအဲ့ဒီပဲဒီ object ပြီးမှအဲ့ကောင်ထည့်လို့ရဒီ object ဖန်တီးပြီးမှအဲ့ object ကိုဂျန်တဲ့ကောင်လည်းအသေးမွှိုင်းတယ်အဲ့ကြောင့် top level witches or tk တဲ့ tk module ရဲ့ top level ထိဆုံးအောင်ဒီပြဿနာမိုးစရိ main window ဒီက main window ဒါ access associate တဲ့ dci interpreter အဲ့ကောင်သူသူဆိုင်ရ interpreter လေးရှိတယ်ဒါသူကသူပြောတယ်ဟုတ်ပြီပြောရအောင်ကိုလည်းမဆိုင်ကျွန်တော်ဒီမှာဘာပါလာမီတာမှမထည့်ဘူး ဒါမှ create လုပ် window ဘာလို့ပြီးသွားရေတော့ create လုပ်ပြီးသွားရင်ကြည့်မယ် window create လုပ်ပြီးတော့ window ဒီနေ့ကြောင်းနေမယ်ဆန်းကြည့်မယ်နော်ပြီးတော့လူလူရန် dow window dot တက window create လုပ်ပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲ main loop ဆန်းရှိအမြန်ရဒီမှာကြည့်ဒီမှာပဲကျွန်တော် create လုပ်လိုက်မယ် window dot main loop ဒီမှာတော့မပြသေးလို့တဲ့အော်အဲ့လိုလုပ်လိုက်တဲ့အတွက်ဘာဖြစ်နေလဲ window လေးတစ်ခုစတက်ဘာမှမလုပ်သေးဘူးကျွန်တော် object ပဲလုပ်လိုက်ပြန်တယ်ဒီ window တက်လာတွေ့လား ဒီ window တက်လာအဲ့လေးကိုကျွန်တော်တို့အခြေခံလေးဆောက်နားလဲပေးတာဟုတ်လား object လေးဆောက်လိုက်တာနဲ့ဒီ window တက်လာတယ်ကဲဆိုတော့ဒီဟော main loop တွေဘာမလို့သိ windows dot မှာဘာတွေလုံးလို့ရတယ် time table ဆိုတဲ့ object ရှိတယ်ဒီမှာကြည့်အော်ဟာနည်းနည်းကြာနည်းနည်းကြာခုပြလိုက်နော် ti tn လေးတွေ့လား time table ဆိုတဲ့ module ရှိ window dot time table ဆိုတဲ့ပြီးရ method ထဲမှာအော် method ကိုတစ်ချက်ကြည့်မယ် e time table ထဲမှာ string name default နဲ့ဒီပါထဲတာလေ name ကိုထည့်တာ so the time table is the widget ဟော ဝချက်စီအတိုင်းနေပြတယ်ကြည့်မယ်ကျွန်တော်ကဘာထည့်မလဲဆိုရင် Windows test ပေါ့ဗျာနော် example ပေါ့ E H A M P အဲ့ဒီ example Windows W I N D O W Windows ဆိုပြီးကျွန်တော်တိုင်းနေပြလိုက်တိုင်းနေဆိုဒီခြေကကောင်းပြတယ်ဒါမှကြီးဒါဆိုရင်ဒါဆိုရင်တိုင်းနေပါပဲခုနဒီမှာသူကရှိနေတဲ့ဟာလေးကလည်းဒါလေးဆိုလည်းဒါတိုင်းနေပါပဲလောလောဆယ်မှာ TK လို့ပြန်ဒီ TK ထားလိုက်တော့ကျွန်တော်ဒီဘက်ပါမယ် save ပြီးတော့ရမ်းမယ်ဟုတ်လား ကြာဆိုကျွန်တော်ကုတ်ချောင်းလေးဘယ်နှချောင်းမှရှိတယ်၃ချောင်းမှရှိတယ်အော်ရီ window.tk ဆိုတာလောက်ဥစားဒါပေမဲ့အဲ GUI မှာမဖြစ်မနေလောရမယ့်ဟာလေးတခုရှိတယ်အဲ့ဒါလေးတော့ရေးပြအောင်ဘာဖြစ်လို့လဲဆိုရင်သူက WINDOW window. ပါလေးလဲဆိုရင် main loop ဆိုတဲ့ method လေးဒီ method လေးကနောက်ဆုံးမှာရေးပြအဲ့ကြမ်းမှာသူက main loop ကဘာကောင်းလဲဟုတ်လား main loop ဘာပါလာမြန်မာမှာတော့ထူးထူးခြားခြားထည့်ကြမှာလို့ဒါပေမဲ့ main loop ဆိုတာကဘာလို့ပြောလဲထည့်ပြဟုတ်ကဲ့โอเคကျွန်တော်လည်းအဲ့ဒီမှာ ကူရာဒါလေးဆိုင်မှာဒူကရန် dowindow.min main loop တဲ့လားအော်ဒါ main loop ဆိုတဲ့မှတ်တယ် control s ကတိကောင်းအောင် run မယ်ဒါနေကောင်းပိတ်မယ်ဒီဒီဟိုပိုင်းလုံး share ကျွန်တော်ပိတ်လိုက်မယ်နော်မပိတ်ဘူးညောတူအား run နေတယ်ကျွန်တော် window ကြီးပိတ်လိုက်ကျွန်တော်ဒီ source file နေပါမယ် source file ကို run module အော်တွေ့လား example window ဆိုသူကဒါသူ့ရဲ့ default site တွေ့လား default ဒီ site ကိုကျွန်တော်ကြီးကျင်ပေးကျင်လေရတယ်ဒီတော့ window မှာ window object create လုပ်ခွင့်ရတယ်ကျွန်တော် site ဒီမှာလည်းအကုန်လုံး fancy လို့ရအဲ့ဒီနောက်မှာဒါဒါဆိုရင်တော့ပိုင်းသွင်းပထမဆုံး window တွေပါပဲလာတက်လာပြလားသူရ default background ရောင်းလေးပါလေးနဲ့ဆို gray လေးနဲ့ okay မယ်နော် okay မယ်အဲ့ဒီထဲမှာကျွန်တော်တို့လိုရထည့်ရတယ်အဲ့ကြောင့်ဘလာတာတီကင်အင်တာနဲ့ GUI နဲ့လားအရင်ဆုံး window စလို့ဒါပဲ window တစ်ခုစအဲ့ထဲမှာမှာဘာထဲမှာ level ထဲမှာလား test speed ထဲမှာလားဟုတ်နော် list view တွေထဲမှာလား ဒီမှာတော့ list view လို့မသုံးဘူး list file လို့သုံးတယ်ဒါသူ့အသုံးလုံးနေတယ်သူပေါ့နော် list ပုံစံနေထဲမှာလား table တွေထဲမှာလား level တွေ text field တွေ button တွေထဲမှာလားတစ်စင်းချင်းသွားတာ okay မနာဆိုကျွန်တော်တို့ဒီ code လေးသုံးပထမဆုံးအခြေခံလောက်ဆောင်ချက်သုံးခုလေးတခုဟာဖြန့်ပြပေးတာပဲ dk module ကိုအရင်ဆုံး import လုပ်မယ်နော် from import နဲ့ဒီမှာလောက်လိုက်တယ်ကြိုက်သလိုလုပ် dk module ဝင်သွားရင်ပြီးလားပဲကိုကအဆင်ပြေတယ်တော့ကိုထဲတဲ့ပုံမှာမူတည်လို့ကိုကကို module နေနေနဲ့ dot ခံပြီးလောက်ရင်လောက်အောင်ပေါ့နော်ဒါဒါ dk module ပထမတစ်ချက်လောက်ရမယ်ဒုတိယတစ်ချက် dk module က TK module TK enter မှာပါတယ် TK object ကို create လုပ်ရအဲ့ဒါဘာ object လဲဆိုရင်ရှက်ခုနကဟို documentation နဲ့ခဏပြပြပါနော်ဒီမှာဒီ TK က main top level window ကြီးတစ်ခု create လုပ်ရမယ်လောက်ပြီးပြန်အဲ့မှာ i window ရင်တော့ဒါ search join လိုက်တယ်တိုင်တယ်ဟုတ်လားဒီတော့ဘာလေးရှိသေးလဲကြည့်လိုက်အောင်နည်းနည်းအဲ့တော့ double w window dot ပါရှိသေးတယ် close space နဲ့အမ် b ဘောက်တယ် b ဘဲတယ် after cancel တယ်ဟောဒါက window ရဲ့ဟိုလေး c guest တယ်ဟောအများကြီးအများကြီး config config တွေလည်းရှိသေးရဲ့ focus အာအများကြီး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 ရတယ်လား aggressive aggressive တွေလုံးမလားဟောတွေ့လားဒါသူ့ရဲ့ window မှာရှိတဲ့အသုံးပြုလို့ရတယ် methods လေး okay မနော်အမအဲ့ဒါလေးတော့တခုချင်းတကယ်တော့ window set sense point နဲ့ site တရား site လေးစမ်းကြည့် site site ကို return တွေ true pair or numbers or colon and ဟောဒါသူ့ရဲ့ site က return ပြန်နေရတယ်ထားလိုက်တော့ကျွန်တော်မလို့မယူတော့ window ရဲ့ size ကျွန်တော်တို့ပဲအဲ့တော့စမ်းကြည့်လိုက်ပါ size method သုံးလိုက်မယ်။သူက return ပြန်နေတယ်ဘာမှမထည့်လဲရ။နော်။အားလုံး print လေးဆန်းထုတ်ရင် print ပါအောင်ထုတ်မယ်လေ။ return ဆိုတော့တခုခုနဲ့လက်ခံလိုက်အောင်လက်ခံလိုက်အောင် sin z z size ဆိုပြီးတော့ size ဆိုတဲ့ variable name လေးနဲ့တော့လက်ခံလက်ခံပြီးတော့ size ကိုပြန်ထုတ်ကြည့်မယ်။ဒါနည်းနည်းကွန့်ကြည့်တာပါနော်။ Okay ။ကတိတင်ငန်းလာလို့ဒီမှာစုံတလိုက်တော့မယ်။တိုးဆိုရှောက်ဆန်းနေတာဒါပြန်ပေးလိုက်အောင်မယ်။ပြန်ပေးမယ် control s တစ်ချက်စေပြီး run more ju Okay ။ โอเคအိမ်စံမဲထွက်တယ်ဒါဆိုဘရိုက return ပြန်နေကြည်လာမလဲကျွန်တော်တို့ဘာထွက်တာလဲကြည်လာဒီ window ထဲမှာပဲဩ00တော့ဟုတ်တယ်လေကျွန်တော်တို့ဘာဆိုင်မှာမထည့်ဘူးဝတ်ထိုက်ဘာမှမပါတော့ထည့်မထားတာဟုတ်နော်ထည့်တိုင်းတော့ window တော့ set site site ထည့်တိုင်းတော့ဒီမှာပြောင်းဒီမှာ00 default အတိုင်းပဲပြင်ရတယ်ကျွန်တော်သူ့အတိုင်းပဲတက်โอเคမင်းတော့ဟုတ်နော်โอเค thank you ပြောခဲ့ကျွန်တော်နောက်တစ်ခါသင်္ကေတမှာ window တွေကိုတကူထည့်လိုက်ဒါစီတော့ပိုင်သွင်းရတီတင်ပါကိုသုံးပြီးတော့ပထမဆုံး window လေးကိုအောင်မြင်စွာ create လုပ်နိုင်ပြီးတော့ခွင့်ပြုလိုက်တော့ဗျာဟုတ်ကဲ့နော် okay thank you ပြော